မင်္ဂလာပါရှင်ဗမာခင်းတဲ့တရင်ဌာနမှာပြန်လေးကြိုဆိုလိုက်ပါရရှင်ညီမတို့ channel ကတော့မြန်မာနိုင်ငံရဲ့အနောက်ဆုံးရတဲ့တရင်ထူတဲ့တရင်ဦးများကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးနေရပဲဖြစ်ပါရရှင်ရခုတ်ကပြမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့ထိုင်းနေဆက်တကြောကိုတောက်လျှောက်သိမ်းလာတဲ့ KNU တကြောပြန်တိုက်ပွဲဆိုတဲ့တရင်ပဲဖြစ်ပါရရှင်ကရင်မျိုးသောအစည်းအရုံး KNU လက်နက်ကင်တပ် KNDO နဲ့ KNL တို့တိုင်းသောလက်နက်ကင်များရဲ့စစ်အင်အားနဲ့တိုက်ခိုက်ရေးဆွေးနွေးမှုကြောင့်တချိန်ကမြန်မာနိုင်ငံအတွင်ထင်ရှားသောလက်နက်ကင်တပ်ဖွဲ့တစ်ခုဖြစ်ခဲ့သည့် 1949ခုနှစ်တွင်ရန်ကုန်တိစစ်အင်အားဖြန့်ကျက်နိုင်ခဲ့သော KNU လက်နက်ကိုင်တပ်သည်နောက်ပိုင်းတွင်စစ်ရေးအောင်မြင်မှုများကိုလက်လွတ်ခဲ့ရမှုနှင့်အတူ1995ခုနှစ်မှာ၎င်းတို့၏ဌာနချုပ်မာနေပလောအပါဝင် နေဆက်စခန်းအမြောက်အများစစ်တပ်ရဲ့သိမ်းပိုင်မှုကိုခံခဲ့ရသည် ရှင်းနောက်ပိုင်းတိုက်ပွဲများလျော်နေလာပြီး2015ခုနှစ်တွင် NCA ကိုလက်မှတ်ရေးထိုးမှုနှင့်အတူနိုင်ငံရေးစပွဲဝိုင်းထဲမှသာ KNU ကိုတွေ့မြင်လာရသည်ထို့သောလည်းယခုအချိန်မှာ KNDU နှင့် KNL သည် PDF ပူးပေါင်းတပ်များနှင့်အတူတကြောပြန်ထွက်ပေါ်လာခဲ့ပြီးလက်ရှိတွင်ထိုင်းနေဇက်ကစစ်ကောင်စီစခန်းများကိုတောက်လျှောက်သိမ်းပိုက်လာနေ၍တချိန်ကတင်ရှားခဲ့သော KNU ဂုံတိုက်ခါကိုပြန်လည်တွေ့မြင်လာရနိုင်ကြောင်းနိုင်ငံရေးစီရေးလေလာသူများကပြောသည် ိုင်ငံရေးလှိလာသုံးသက်သူဦးတန်းစိုးနိုင်ကကျွန်တော်သဘောပေါက်သလောက်ကအဲဒီကတဆင့်ဒေါနာတောင်မှရှိနေတဲ့အောင်စရစစ်စင်ရေးကိုဆက်ပြီးတော့ဦးချိုးနှိမ်မယ်ထင်ပါတယ်။ဒါပြီးရင်တော့ဗအန်ဘက်ကိုဆင်လာမှာပေါ့။ဘာပဲဖြစ်ဖြစ်နေဦးတော်လန်ရေးကိုဒါတွေကအထောက်အကူပြုတာပါပဲ။သို့တော်လည်းဘလို့ပေါင်းဆက်ပါဝင်မယ်ဆိုတာကလည်းအချိန်ယူပြီးစောင့်ကြည့်ရအောင်မယ်ဟုပြောသည်။မြန်မာနိုင်ငံနဲ့2021ခုနှစ်ဆက်အနာသိမ်းခံရပြီးနောက် KNU သည်၎င်းတို့၏ထိန်းချုပ်နေမြများအတွင်နေဦးတော်လန်အဖွဲ့အစည်းများကိုအခြေချခွင့်ပြုမှုနဲ့အတူစစ်စင်ရေးများမ မှာပါပူးပေါင်းခွင့်ပေးခဲ့သည်ရှင်နောင်2024နှစ်ကုန်ပိုင်းတွင်တချိန်ကလက်လွတ်ခဲ့ရသည့်မန်နေဘလော့ဌာနချုပ်ကို KNL နှင့် PDF ပူးပေါင်းတံများကပြန်လည်သိမ်းပိုင်နိုင်ပြီးယခု2025ခုနှစ်မေလနှင့်ဇွန်လအတွင်းမှာလည်းထိုင်းမြန်မာနယ်စပ်ကစစ်ကောင်စီတက်စကန်များဖြစ်သောဒေဘောဘူရွှေအေးမြိုင်ကနေလီဘလေတို့ဘရင်တော်နှင့်မော်ခီတက်စကန်များကိုပါသိမ်းပိုင်နိုင်ခဲ့သည် KNU ကရရှိခဲ့သောစကန်များမှာစစ်ရေးစီးပွားရေးနေမြေထိန်ချုပ်ရေးအတွက်အရေးပါသည့်ဖြင့်စစ်ကောင်စီအတွက်ဂုံတိတ်ခါပိုင်းအရာကြီးမားသော ်ဆုံးရှုံးမှုဖြစ်ကြောင်း KNU ဒေသတွင်လှုပ်ရှားခဲ့သောရခိုင်တော်လှန်ရေးသမားဟောင်းတဦးကပြောသည်စစ်ကောင်စီအတွက်ဆိုရင်သူရဲ့ဂုံတိတ်ခါတွေစိတ်ပိုင်းဆိုင်ရာတွေရောကြာဆုံးသွားမှာသူတို့ရဲ့နှစ်ပေါင်းများစွာထိန်းသိမ်းထားတဲ့စခန်းတွေပေါ့နှစ်30လောက်အထိထိန်းသိမ်းထားခဲ့တဲ့စခန်းတွေကအစားဆိုတော့ ူတို့မှာကုန်သိန်းခါရောနှွေမြေတွေရောပေးဆက်ရတဲ့ဟာကစိတ်ပိုင်းဆိုင်ရာအရာဆိုရင်တော်တော်လေးထိခိုက်သွားမယ့်အခြေအနေပေါ်ဟုပြောသည်။လက်ရှိတွင် KNU သည်ထိုင်းမြန်မာနယ်စပ်ကစစ်ကောင်စီတပ်ဥက္ကဋ္ဌဝေါ်လီဘျူဟာကိုတည်တဲ့ကလေးနဲ့ထိခောက်ပလဲစခန်းလေးကိုသာကြန့်ရှိတော့ကြောင်းသိရသည်။ကချင်ကယားကရင်ချင်းရခိုင်နှင့်ရှမ်းမြောက်ကနယ်စပ်ဒေသများအပါအဝင်ရခုတ်တပန်ကရင်နယ်စပ်စခန်းများကိုလက်လွတ်နေရသောကြောင့်စစ်ကောင်စီအတွက်ကြီးမားသောစီရေရှုံနှိမ်မှုများကိုရင်ဆိုင်နေရခြင်းဖြစ်သည်။ ထို့ပြင် KNU စခန်းသိမ်းတိုက်ပွဲများသည့်ຫນွေဦးတော်လှန်ရေးအဖွဲ့များအတွက်အထောက်ပံ့ဖြစ်စေသောကြောင့်လက်ရှိစစ်ကောင်စီထိန်းချုပ်ထားစေဒေသများတွင်လည်းຫນွေဦးတော်လှန်ရေးတပ်များ၏တိုက်ပွဲအရှိန်မြင့်လာရဝဲရှိကြောင်းစီရင်ပူကြီးစင်ရောကပြောသည်။ ကရင်တော်လိုင်းအင်အားစုရဲ့တိုက်ခိုက်လို့စိတ်ပြီးရင်အောင်စိတ်အချိန်ကတားလို့မရတော့ဘူးအောင်စိတ်ကຫນွေဦးတော်လိုင်းရေးမှာပါဝင်နေတဲ့တပ်ဖွဲ့ဝင်တွေတိုင်းကိုစီမျောသွားမှာပါဘာဖြစ်လို့လဲဆိုတော့ကရင်မှာစစ်ပညာသင်နေပြီးရင်ကိုနေရဒေသအသီးသီးကိုပြန်ပြီးတော့တော်လိုင်းနေသူတွေဖြစ်ပါတယ်ဒီတော့ကရင်ရဲ့အောင်ပွဲဟာຫນွေဦးတော်လိုင်းရဲ့တပ်ဖွဲ့ဝင်တိုင်းရဲ့အောင်ပွဲအောင်စိတ်တွေကိုကူးဆက်စေမှာပါဟုပြောသည်မြန်မာနိုင်ငံကမြို့ပေါင်း68မြို့ကိုတော်လိုင်းအင်အားစုများကတိမ့်ပိုက်ထိန်းချုပ်ထားပြီးလက်ရှိကချင်း ချင်းရှမ်းမြောင်းနဲ့ရခိုင်ဒေသတို့တွင်တိုက်ပွဲများရှိနေပြီးအလားတူပဲခူးမကွေအေရရီနဲ့စကိုင်းတိုင်းတို့မှလည်းထိတွေ့တိုက်ပွဲများဖြစ်နေသည်ဆက်လက်ပြီးအညာမမြို့သိမ်းတိုက်ပွဲတွေလာတော့မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်တောင်နှမ်းမြို့သိမ်းတိုက်ပွဲတွေပြီးရင်အညာမြို့သိမ်းတိုက်ပွဲတွေရှိလာတော့မယ်လို့မြင်းချန်ခန့်အမှတ်ကိုတရင်မြင်းချန်ဘလက်တိုက်က MBD တပ်ဖွဲ့ခေါင်းဆောင်ဘူမိုက်ခဲက PVTV ကိုပြောပါရယ် လက်ရှိလလော့ဆဲကတော့ကျွန်တော်တို့တက်ကိုပို့ပြီးကြစ်လက်ခိုင်မအောင်လုပ်တဲ့ဆစ်စင်ရေးတွေမှာပို့ပြီးကျွမ်းကျင်အောင်တိုင်းရင်းသားညီနောင်မဟာမိတ်တွေနဲ့အတူအမိမဖော်လို့တဲ့တိုင်းရင်းသားနယ်မြေကမြို့သိမ်းတိုက်ပွဲတွေမှာကြားမဲတွေဆင်နွှဲနေပါတယ်။တေဇာတာတခုကတော့အချိန်အတိကျပြောရမယ်ဆိုရင်ကျွန်တော်တို့တောင်နှမ်းမြို့သိမ်းတိုက်ပွဲတွေပြီးရင်အညာမမြို့သိမ်းတိုက်ပွဲတွေလာဖို့များပါတယ်လို့ဖိုးမိုက်ခဲကဆိုပါတယ်။အခုအချိန်မှာ MPD တပ်ဖွဲ့မှရဲဘော်တွေအနေနဲ့တိုင်းရင်းသားညီနောင်မဟာမိတ်တွေရဲ့ဦးဆောင်မှုနဲ့အတူမြို့သိမ်းတိုက်ပွဲတွေကိုဆင်နွှဲနေပြီးနောက်ပိုင်းမှာ MAD တပ်ဖွဲ့ရဲဘော်တွေကဥဆောင်တဲ့မြို့သိမ်းတိုက်ပွဲတွေကိုဆင်နွှဲသွားမယ်လို့သိရပါဗျ။ ။ဘယ်မျိုးတွေလဲဆိုတာတော့အတိအကျမပြောနိုင်ပါဘူး။သေးကြတာတစ်ခုကတော့တစ်မျိုးပြီးတစ်မျိုးတိမ့်သွားမှာပဲပြလို့ဘိုးမိုက်ခဲကပြောပါရယ်။မျိုးကိုစာတင်ချင်းကပ်ပြီးထိုးစစ်ဆင်တိုက်ခိုက်ဖို့အတွက်လိုအပ်နေတဲ့အဝေးဖြစ်လက်နက်တွေ၊ဘန်ကာပြိုချဖို့လက်နက်ကြီးတွေအတော်အသင့်ပြည့်စုံပေမယ့်အဓိကချေမုံရဲကွန်မန်ဒိုအသေးခံတပ်ခွဲအတွက်ကကြီးက level 4အဆင့်အစုံ50စိကြီးကအုတ်ထုတ်အလုံး50နဲ့ AK47 rifle အလက်50လိုအပ်နေတယ်လို့သိရပါဗျ။ဒါကြောင့်မြင်းချံ black တိုက်က MPD တပ်ဖွဲ့ကစားမဲဟိမ့်တဲ့မျိုးတို့ညံသိန င်9000 campaign ကိုဇွန်လ9ရက်နေ့မှဩဂုတ်လ9ရက်နေ့ထိတလတာ campaign ကိုခေါ်ယူနေပါတယ်။ MAD တပ်ဖွဲ့မှရဲဘော်တွေကတိုင်းရင်းသားမဟာမိတ်တွေနဲ့အတူချင်းပြည်ဖလန်းမြို့သိမ်းတိုက်ပွဲမှာပါဝင်တိုက်ခိုက်ခဲ့တယ်လို့လက်ရှိအမည်ပေါ်ပြလို့မရသေးတဲ့အထူးစစ်စင်ရေးတစ်ခုမှလည်းစစ်ကြောင်းနှစ်ကြောင်းနဲ့ပါဝင်တိုက်ခိုက်နေတယ်လို့ပိုမိုက်ခဲကရှင်းပြပါရယ်မဟာမိတ်ပူပေါင်းစစ်စင်ရေးတွေမှာပါဝင်တိုက်ခိုက်နေရင်လည်းကိုမျိုးကိုပြန်ရရေးအတွက်မြင်းချက်မြို့သိမ်းတိုက်ပွဲကိုဆင်နွှဲဖို့အတွက်ပြည်တွင်းပြည်ပါရှိ တော်လန်ပြည်သူတွေအနေနဲ့ MPD တပ်ဖွဲ့ကွန်မန်ဒိုတွေအတွက်ပါဝင်အားဖြည့်ပေးကြဖို့ပိုမိုက်ခဲကတောင်းဆိုထားပါရယ် ဆက်လက်တင်ဆက်ပေးမယ့်တဲ့အကြောင်းအရာကတော့စစ်ကောင်စီကဘုံကြီးကျောင်းကိုဘုံကျဲမှုတန်ခါတော်တပါပြန်လည်တော်မူပြီးအရသာလေးဦးထံရရဆိုတဲ့တဲ့ရင်ပဲဖြစ်ပါရရှင်။မန္တလေးတိုင်းပြည်ဝင်ခိုင်တပိတ်ချင်းမြို့နယ်ချက်ရိုးပင်ကျွာဘုံတော်ကြီးကျောင်းကိုစစ်ကောင်စီကလေရင်ဖြင့်ဘုံကျဲမှုကြောင့်တန်ခါတော်တပါပြန်လည်တော်မူပြီးအရသာလေးဦးထံရရရှိခဲ့သည်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဇွန်လ9ရက်နေ့ညနေ9:18မိနစ်အချိန်ချက်ရိုးပင်ကြီးရွာဘုံကြီးချောင်းကိုစစ်ကောင်စီလေးချောင်းကဘုံကျဲတိုက်ခိုက်မှုကြောင့်ထိခိုက်သေးဆုံးခဲ့ခြင်းဖြစ်သည်။ တိတ်ဆုံးသွားသူများမှာတတ်တော်69နှစ်အရွယ်ရှိတန်ဃာတော်တစ်ပါးနဲ့အယက်သားအမျိုးသား၃ဦးအမျိုးသမီးတို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြပြီးဘုံတော်ကြီးကြောင်းလဲပြက်စီသွားကြောင်းပြည်ဝင်ခရိုင်ပြည်သူ့ကောင်ရေးအဖွဲ့ပကပမတောင်းရှိသူတို့ကပြောသည်ထို့ပြင်မကွေတိုင်းကံကောခရိုင်စောမြို့နယ်ညောင်ကံရွာကိုစစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေကြောင်းဖြင့်ပုံကျဲတိုက်ခိုက်မှုကြောင်းအယက်သား၃ဦးတိတ်ဆုံးခဲ့ပြီး၆ဦးဒဏ်ရာရရှိခဲ့သည် မေလ၄ရက်နေ့လယ်၂နာရီဝန်းကျင်တွင်စစ်ကောင်စီတပ်ကဂျက်တိုက်လေရင်တစ်စီးဖြင့်ပုံကျဲတိုက်ခိုက်မှုကြောင့်အသက်၄၀အရွယ်အမျိုးသား၂ဦးနှင့်အသက်၃၀အရွယ်အမျိုးသား၁ဦးတို့ဖြစ်ကြသည်။ဇွန်လ၁ရက်နေ့မှ30ရက်နေ့အထိစစ်ကောင်စီသည်ရှိုင်းအပြစ်ခက်ရက်စဲကြီးညာထားသောလည်းရင်းကြီးညာချက်ကိုချိုးဖောက်ကတိုက်ဝဲဖြစ်ပွားခြင်းမရှိဘဲအရက်သားများနေထိုင်ရာများကိုပုံကျဲတိုက်ခိုက်နေသည်။ ဆက်လက်ပြီးတရုတ်ဤဘူကြဆိုးမိုးလုံမှုကိုမြန်မာတွင်အထင်ရှားတွေ့လာရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်မြန်မာဤပြည်တွင်စစ်ကြီးတွင်တရုတ်သည်တကွင်းလုံးလိုက်ကစားနေသည်ဟုအစချေကောင်း Economist Magazine ကြီးကအထက်ပါကောင်းစင်ဖြင့် Editor Arborin ရေးသားလာသည်တကယ်တမ်းတွင်ကဘာကြီးသည်ပဏိပကများနှင့်ပြက်လက်နေသည်ဟုရေးမရှိတော့လေထို့အထက်တွင်ဥပက္ခပြုခြင်းအခမ်းအနားဆုံးနှင့်ထိုင်းလန်းဘွယ်အကောင်ဆုံးကအာရှကုန်မြေကြီးအလဲဘိုတတဲတွင်ရှိသောမြန်မာပင်ဖြစ်သည်နိုင်ငံသည်အုပ်ချုပ်သူများ၏အကြံဖက်ခံနေရသည့်အဖြစ် ့သို့ဆုတ်ယုတ်ကြဆင်းလာနေပြီဖြစ်သည်နှစ်တန်းခန့်ရှိသောလူများသည်အစာရေစာငတ်မို့လို့ဆက်ဆဲအခြေအနေဆိုင်ရောက်နေသည် မူရင်းစေဝါကုံကူနေမှုများဒုနှင့်ထဲနေရှိနေသောအွန်လိုင်းငွေလင်ကိုင်းများလူကုံကူများသည်အပြင်သို့ပင်ကူးဆက်ပြန့်နှံ့လာနေပြီဖြစ်သည်။နိုင်ငံတွင်းနေထိုင်သူများအတွက်လည်းကြီးစွားသောဘေးဒုက္ခနှင့်ရေဆိုင်နေရုံသာမကပုံသေးလက်ဆုပ်လက်ကင်ပြရမရသည့်အကြောင်းများကြောင့်လည်းအခြားသူများအတွက်ပို့ရအရေးကြီးလာရသည်။တချိန်ကအရေးပါသောနေရာတွင်ရှိခဲ့ကြသည့်အမေရိကန်နှင့်ဥရောပသည်လည်းရှောင်ခွာသွားကြပြီဖြစ်သည်။ထို့တွင်ပြင်ပမှတစ်ခုတည်းသောပအဝင်ကြီးစိုးလာနေသည့်တရုတ်တို့မျက်စိအောက်တွင်လူငယ်ရဲခန့်ကြီးပြပြပြင်းပြင်း ထွက်ပေါ်လာနေရသည်။၎င်းတို့အတားဆန်စွာလှည့်လို့ရှုထားတဲ့လုပ်ရက်များကမြန်မာအပေါ်တွင်နိုင်ငံခြားရေးမူဝါဒနှင့်ပတ်သက်၍တစက်ကလေးများပင်ထည့်သွင်းစဉ်းစားထားခြင်းမရှိဆိုသည်ကိုပြဆိုနေပေသည်။စက်တမ်ဘာ2022ခုနှစ်တွင်အာဏာသိမ်းပြီးနောက်တွင်လူထုကိုအန္တရာယ်ပေးလာတော့မည့်စစ်အုပ်စုထွက်ပေါ်လာခဲ့ပြီးယူကရိန်းနိုင်ငံအရွယ်အစားရှိမြန်မာတွင်ပြည်ရင်းစစ်မြေကြီးတဟုန်ဟုန်တောက်လောင်လာခဲ့ပြီးတော့သည်။ အနောက်အစိုးနှင့်စိတ်ဝင်စားမှုလျှော့ပါလာတဲ့အမြတရုတ်သည်ပိုရတကူထွာလာခဲ့သည်မြန်မာနှင့်ပတ်သက်၍သဘောတရားဟူ၍မရှိတော့ဘဲအာဏာသက်ရောက်နိုင်မည်သူငွေလက်နက်ရှိသူမြည်သူနှင့်မဆိုဆက်ဆံလာသည်၎င်းတို့၏ကြိုးစည်းဝါးကာဝယ်ပေးနိုင်မည်ဆိုကမြည်သည့်ဘက်ကိုဖြစ်စေလက်နက်ခဲယမ်းများထောက်ပံ့ပေးဖို့ဝန်မလေးထို့သောလက်နက်တပ်ဆင်ပေးခြင်း၊ချင်းချောက်ခြင်း၊မြူဆွဲခြင်းအစရှိသည့်နေလံမျိုးစုံဖြင့်၎င်းတို့လူလားချက်များရလာသည့်အထိတခွင်းလုံးစိတ်ထင်တိုင်းလှည့်ပတ်ကန်နေသည်။ နိုင်ငံတွေလည်းငန်းမမှုအခြေအနေအန္တရာယ်မြင့်တက်လာနေပြီးတိုင်းပြည်စီးပွားရေးတွေလည်း2019ခုနှစ်နဲ့ရှင်လင်း၄ပုံတစ်ပုံကျဆင်းသွားခဲ့ပြီဖြစ်သည်ရှိရှောက်လဲဒီထက်ပိုဆိုလာနိုင်သည်တရုတ်သည်မင်းအောင်လိုင်အားရွေးကောက်ပွဲလုပ်ရန်တွန်းတွန်းတိုက်တိုက်လှုပ်လာသည်အသိအမှတ်ပြုမခံရဘဲဝက်လက်ဆက်လက်ဖြစ်နေသောဆဲအုပ်စုအတွက်အရှက်လုံအောင်တပန်းရွက်လေးဖြင့်ကာ၍ရလိုရညာကြံရွယ်လာခြင်းပင်ဖြစ်သည်ထို့လုံရက်သည်အစံဖတ်မှုများပိုရတိုးလာအောင်ဖန်နေပေးသည်လို့ဖြစ်လာပေမည် တော်လရင်တပ်ဖွဲ့များကလည်းထို့သို့တရားမဝင်လို့ရဲ့ကြီးအားမပြတ်ပြောင်ဖျက်ချမိတာဖြစ်သည်။အနောက်အုပ်စုသည်၎င်းတို့စိတ်တဲ့ဒေါန်ဆန်းစုကြည်နှင့်ပတ်သက်ပြီးမှားခဲ့ပြီးဖြစ်သည်ဟုယူဆကောင်လက်ရှိဒီမိုကရေစီအရေးတိုက်ပွဲဝင်နေသူများအားစွန့်ခွာခဲ့ခြင်းဖြစ်သည်။ဤဒီကအယ်ဒီတာအာဘော်ဖြစ်သည်။ကျွန်တော်တို့သည်လည်းလူမျိုးရေးအရာဆက်ဆက်တိမခံဖြစ်ခဲ့ကြသည်မဟုတ်ပါလား။၎င်းတို့ကိုညီ၍တော်လရင်အောင်မြင်သွားရင်ထို့သို့ဆက်မဖြစ်ဟုအာမခံနိုင်မည်လို့ဟုတွေးကောင်းတွေးနိုင်မိသည်။ economic ကဆက်လက်ရေးသားရရင် America နဲ့အနောက်အုပ်စုအတွက်လုံနိုင်စရာနည်းလမ်းများရှိနေသေးပြီးလူသားချင်းစာနာထောက်ထားတဲ့အကူအညီများတိုးမြင့်ပေးခြင်း၎င်းတို့၏လုပ်ရများအများသိအောင်လုပ်ပေးခြင်းဆွေးနွေးညှိနှိုင်းမှုများရှိလာမည်ဆိုကဒီမိုကရေစီအင်အားစုဘက်မှမမမမဲရည်တည်ပေးခြင်းစစ်မြေပြင်တွင်ပင်အလားတူပြုလုပ်ပေးနိုင်သည်လက်ရှိတွင် trend သည်မြန်မာတို့ပေးနေသည့်အကူအညီများကိုဖျက်ချောက်ခဲ့သည် အီဂျစ်နိုင်ငံသားတအိုးကကော်လိုရာဒိုပြည်နယ်တွင်ဟာမတ်စ်၏ဖမ်းဆီးခံရသောအစ္စရေးတို့အားထောက်ခံရန်စုယုံလာသောလူအုပ်ထဲသို့မီးလောင်ပုံးဖြင့်တိုက်ခတ်ခဲ့မှုကိုအကြောင်းပြ၍နိုင်ငံပေါင်း၁၂နိုင်ငံတွင်မြန်မာဘာထည့်သွင်းရေးတနင်္လာနေ့မှစ၍အမေရိကန်တို့လာရောက်ခွင့်ပိတ်ပင်ခဲ့သည်သူစန်းဒီကထိုစင်းတွေတွင်အီဂျစ်ကိုမထည့်သွင်းခဲ့ခြင်းပင်ဖြစ်သည်။ကျင်ညာသည့်အချိန်တွင်ဗီဇာလက်ဝယ်ထားရှိသူများမပါဟုသိရသည်။မိသားစုဗီဇာများအား DNA အပအဝင်သက်သေအထောက်အထားခိုင်ခိုင်လုံလုံပြနိုင်ကခွင့်ပြုမည်ဟုလည်းဆိုသည်။ မြန်မာအားထည့်တင်ခဲ့ခြင်းမှာတရားဝင်ဗီဇာဖြင့်ရောက်လာတော့လည်းပြန်မထွက်ဘဲ overstay နေသည့်ရာဂိုင်းတို့များပြားနေဖြစ်သည်ဟုသိရသည်ထိုရာဂိုင်းနှုန်းများပြသည့်နိုင်ငံစည်ရင်ကိုနိုင်ငံခြားရေးဝန်ကြီးဌာနကိုပြုစုတင်ပြရင်ထရန့်ကညွှန်ကြားခဲ့ခြင်းဖြစ်သည် ဂျော်နန်ထရန်တန်လာပါကတရုတ်အားဘာလို့ဖြစ်မီညာလို့ဖြစ်မီကိုမျောလင်းချက်ဖြင့်ထောက်ခံခဲ့သူများရှိတော်လဲလက်တွေတွင်ကုန်းသွေးကွန်တိုးသည့်မှာအပဘာမှဖြစ်မလာပဲတရုတ်စစ်သည်မောများသာထိုင်ဝမ်တဝိုက်ပိုရိပ်ရှဲတင်လာကြသည်ယနေ့တွင်ထရမ့်မှစပြီးရှီကျင်းဖင်ကိုဖုံးဆက်ပြရစေဟုခွင့်တောင်းလာ၍စကားပြောပြခဲ့သည်ကိုတရုတ်မီဒီယာများကဖွင့်ချခဲ့ခြင်းကိုညင်နိုင်စဲမရှိမြေရှားသတ္တုများတင်ပေါ်နေမှုနှင့်နှစ်နိုင်ငံကုန်သွေးကိစ္စများဆက်၍ဆွေးနွေးဖို့ပြောခဲ့ကြသည်ဟုသိရသည်ယခုအခါတရုတ်သည် AI နည်းပညာတွင်အမေရိကန်ကို ဖြတ်ကျော်တရင်တာဆူနေပြီဖြစ်သည်အထက်ပါအကြောင်းအရာများသည့်တိုက်ဆိုင်လာ၍ကျွန်တော်၏တင်ပြမှုသာဖြစ်၍မူရင်နှင့်မပါရှိသည်ဆိုသည်ကိုပြောလိုပါသည် ဥရောပသည်လည်း၎င်းတို့၏အရှိချမ်းနယ်နိမိတ်နှင့်ပတ်သက်၍ပြများနေစေပင်ဖြစ်သည်ထို့သောအနောက်အိုဆွေလစ်လူရှုခံရခြင်းတွင်ရေရှည်အတွက်အကောင်းဆုံးမျှော်လင့်ချက်တွေကဒီမိုကရေစီဘက်မှအခိုင်အမာအင်အားကောင်းလာပြီးပြည်ရင်းစစ်တွေအနိုင်ရရှိသွားမည်သို့မဟုတ်လည်းအိန္ဒိယနှင့်ထိုင်းကိုညီဖြင့်တရားမျှတသောငြိမ်းချမ်းရေးမျိုးထွက်ပေါ်လာမည်လို့ဖြစ်သည်လက်ရှိတွင်ဩစာအာဏာသည်တနိုင်ငံနယ်တွင်စုပြုံမနေသင့်အားလုံးနှင့်အာဏာနှင့်တာဝန်ယူမှုညီတူမျှတူဖြန့်ကျက်ရှိလာစေမည်မัลတီပိုလာဝေါလ်ဆိုသည်ကိုပြောဆိုနေကြသောလေလက် တွေ့တွင်မူအိန္ဒိချင်းနိုင်ငံများကစစ်အုပ်စုကိုထောက်ခံလိုနေကြဆဲပင်ဖြစ်သည်အခြားနိုင်ငံများကိုလည်း၎င်းတို့နှင့်ပုံမှန်ဆက်ဆံရေးမျိုးတည်ဆောက်ကြရန်ပင်တိုက်တွန်းလိုသည့်သဘောမျိုးတွေ့နေရသည်ထို့သောအချိန်ကြာလာသည်နှင့်အမျှ၎င်းတို့အားလုံးသဘောပေါက်လာကြမည်ကဒီမိုကရေစီပိုတည်ကျစွာထပ်ပေါ်လာမည်မြန်မာပြည်သား၎င်းတို့လူလာတောင်းတနေကြသည့်တည်ငြိမ်မှုကိုပေးစွမ်းနိုင်စွမ်းရှိမည်ဆိုသည်ကိုပင်ဖြစ်သည်။ ထို့သောသဘောပေါက်မလာခင်အထေတော့ဆက်ပွဲသည်ဆက်ရွက်ဖြစ်ပွားနေမိတာဖြစ်ပြီးမြန်မာအချို့တိုက်ပွဲဝင်နေကြသည့် liberal အနာဂတ်သည်လည်းအလန်းဝင်းနေအောင်မိတာဖြစ်သည်ထို့တော်တွင်တရုတ်ဤတကိုးထွာလာမှုနှင့်ကိုကြိုကြည့်လို့ရများအနောက်အုပ်စု၏စိတ်ဝင်စားမှုရှင်နေလာခြင်းအခြားသူများ၏ကိုနှင့်မဆိုင်သလိုစိတ်ဝင်စားပဲနေနေခြင်းများဖြင့်မြန်မာသည်ဒုက္ခနုံနှင့်ဆက်ရွက်သက်ဆင်းနေရအောင်မိတာဖြစ်သည်မြန်မာ၏အဖြစ်သည်ခြေခွဲစရာ ဖြစ်လာခဲ့သည်တမကအခြားသူများအားလည်းတရီပေးသလိုဖြစ်လာနေပေသည်